င်္ဂလာပါခင်ဗျာ2025ခုနှစ်အောက်တိုဘာလ28ရက်မေလအတန်ရဲ့တနေ့တာသတင်းအစီအစဉ်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့မရီယာမှာဓာတ်ဆိုင်အနီးပုံကျဲခံရလို့အမျိုးသားတဦးတည်ဆုံပြီး6ဦးဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပါမယ်မန်လေးတိုင်းမရီယာမြို့နယ်ပက်လက်ရင်ရွာကဓာတ်ဆိုင်အနီးပုံကျဲခံရပြီးအမျိုးသားတဦးတည်ဆုံက6ဦးဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်အောက်တိုဘာ26ရက်နေ့လယ်3:15မိနစ်ဝန်းကျင်မှာမိလီလာလေးတပ်ဘက်ကတက်လာတဲ့ဂျက်လင်နစီကကောင်းဆက်တာစီဆိုင်အနီးကို ုံချောက်လုံးကျဲချခဲ့တာလို့ဒေသခံတို့ကပြောပါတယ်။ဘုံကျဲခံရလို့စီဆိုင်မန်နေဂျာအသက်38နှစ်အရွယ်မျိုးသားတဦးနေရာမှာပဲတည်ဆုံးခဲ့ပြီးအသက်25နှစ်ကနေ50ကျားအမျိုးသား၄ဦးနဲ့အမျိုးသမီး၂ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ဒါပြင်တက်စီဆိုင်ပါဝင်အဆောက်အဦး၃လုံးပြီးလောင်ပျက်စီးခဲ့ပြီးဒေသခံတွေလည်းဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။တော်လိုင်းတက်တွေထိန်းချုပ်ထားတဲ့တပိတ်ချင်းစင်ကူးနဲ့မရရနယ်ကနေရာတွေကိုစစ်ကောင်စီတပ်က ိုးစစ်ဆင်မှုတွေဇက်တိုက်လှုပ်ဆောင်နေသလိုလေရင်နဲ့ပုံကျဲတိုက်ခိုက်တာတွေလည်းမကြာခဏပြုလုပ်နေပါတယ်။ဆလတ်တင်ဆက်ပေးမှာကတော့နထိုးကြီးမှာဒေသခံ၃ဦးကိုစစ်တပ်ကပစ်တက်ပြီးနေအိမ်၅လုံးကိုမီးရှို့ခဲ့တဲ့တဲ့မှာမန္တလေးတိုင်းနထိုးကြီးမြို့နယ်ထနောင်းမင်လဲကျေးရွာကိုစစ်ကောင်မရှင်စစ်ကြောင်းထိုးပြီးတဲ့နောက်ဒေသခံ၃ဦးကိုပစ်တက်ခဲ့ကနေအိမ်၅လုံးကိုမီးရှို့ခဲ့တယ်လို့ရွာကနေစီကသိရပါတယ်။အော်တိုဘာ26ရက်မနက်9:00နာရီကမှနထိုးကြီးမြို့ပေါ်ကနေအင်အား120ပါစစ်ကြောင်းကကျေးရွာတွေကိုအဖွဲ3ဘွယ်ခွဲဝင်ရောက်လာပြီး ဖျက်ပြီးတဲ့ဒေသခံ၃ဦးကိုပြစ်တက်ပြီးနေအိမ်တွေကိုမိရှို့ခဲ့တာလို့ရွာခံ၃ဦးကပြောပါရတယ်။တိစုံသူတွေဟာအသက်၁၄နှစ်အရွယ်မောင်ကောင်းကောင်းအသက်၅၀ဝန်းကျင်အရွယ်ဦးကျော်လိုင်းနဲ့အသက်၂၀ကျော်အရွယ်လူငယ်မျိုးသား၃ဦးတို့ဖြစ်ပြီးစစ်ကောင်မရှင်ဖွဲ့တွေကဖမ်းမိပြီးနောက်ဦးကောင်းကိုတနက်နေ့တပစ်ခတ်ခဲ့တာလို့သူကဆက်ပြောပါရတယ်။ထနောင်းမင်းလဲရွာမှာအင်ဂျီ၁၀၀၀ကျော်လူဦးရေ၄၀၀၀ကျော်ရှိပြီးစစ်ကြောင်းကမိရှို့လို့နေအိမ်၅လုံးကျော်မိလောင်ပျက်စီးခဲ့ကဒေသခံတွေလည်းရွာကနေတိမ်းရှောင်နေကြရတယ်လို့ဆိုပါရတယ်။အဲ့ဒီစစ်ကြောင်းရွာကိုမိရှို့ပြီး ပြန်လည်ဆုတ်ခွာသွားပြီးတဲ့နောက်အော်တိုဘား29ရက်မနက်မှာဂျေးရဲကိုနောက်တစ်ခေါက်ပြောင်းလာတဲ့အတွက်ဂျွာကန်နေလဲဂျွာရဲကိုပြန်မဝင်ရကြသေးဘူးလို့သိရပါဗါတယ်။အဲ့ဒီဂျေးရဲမှာ MDY PDF အဖွဲ့တွေပါဝင် PDF အင်အား90တန်းမနည်းဂျေးရဲကိုခိုးအောင်နေတဲ့အတွက်နယ်မြေရှင်းလင်းရေးလုပ်ပေးဖို့ဆိုကာစစ်ကောင်မကြီးထောက်ခံ Telegram Channel တွေမှာအော်တိုဘားလဒုတိယပတ်လောက်ကတည်းကဂျေးသားဖော်ပြခဲ့ပြီးတဲ့နောက်အခုလိုစစ်ကြောင်းထိုးလာခဲ့တာလည်းဖြစ်ပါတယ်။စေဝကူတမှုလုံလောက်စွာမရလို့မြင်းညာထောင်ကနိုင်ချင်းမျိုးသားတူဦးတည်ဆုံခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပါမယ်။ မန္လေးတိုင်းမြင်းညံမြို့အချင်းထောင်မှာနိုင်ငံရေးကျင်းသားတဦးစေဝါဆောင်ရှားမှုလုံလောက်စွာမရတာကြောင့်တိတ်ဆုံးခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကအောက်တိုဘာ29ရက်ဒီကနေ့မှာထုတ်ပြန်ပါတယ်။တိတ်ဆုံးသူဟာအသက်29နှစ်အရွယ်ကိုချမ်းမင်းဟင်းဖြစ်ပြီးအောက်တိုဘာ17ရက်ကထောင်တွင်းစေယုံကတဆင်မြင်းညံပြည်သူစေယုံကိုဆေးကုသဖို့ရောက်ရှိချိန်တနအီအကြာမှာတိတ်ဆုံးခဲ့တာလို့ PPNM မှဦးဆောင်ကော်မတီဝင်မယောင်နီလင်းကပြောပါတယ်။ကိုချမ်းမင်းဟင်းဟာကြောက်ကအသေး သက်အောင်တဝါယောဂါတွေနဲ့သိဆုံးခဲ့တာဖြစ်တယ်လို့မြင်းညာကျင်းထောင်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားကြောင်းမယောင်နီလင်းကပြောပါတယ်။နိုင်ငံရေးကျင်းသားကိုချမ်းမင်းဟာ905ကဆက်သွယ်ရေးပုံမှာဖောက်ခွဲလက်နက်မှုစတဲ့ပုံမှာတွေနဲ့ဖမ်းဆီးခံခဲ့ရပြီးထောင်ဒဏ်15နှစ်6လချမှတ်ခံရသူဖြစ်တယ်လို့သိရပါတယ်။နောက်ဆုံးတစ်ပုတ်အနေနဲ့တင်ဆက်ပေးမှာကတော့စောမှာ73နှစ်မိန်းကလေးကိုအရမပြူတက်ခဲ့သူကိုဖမ်းဆီးစစ်ဆင်နေတဲ့တဲ့မှာမကွေးတိုင်းစောမျိုးကအသက်73နှစ်အရွယ်မိန်းကလေးကိုအရမပြူကျင်ကတက်ပြီးအလောင်းဖြောက်သူကို ် energy အစိုးရရဲ့စောမြို့နယ်ပကဖပလဖနယ်ပအဖပူပေါင်းဖွဲ့တွေကပူပေါင်းဖမ်းဆီးခဲ့တယ်လို့စောမြို့နယ်ပအဖနယ်နီးစပ်သူတူကပြောပါတယ်အတက်ခံရသူဟာစောမြို့တိတိရက်ကွက်မှာ73နှစ်အရွယ်မအေးငိမ့်လင်းဖြစ်ပြီးအောက်တိုဘာ22ရက်ကပျောက်ဆုံးနေခဲ့ပြီးတဲ့နောက်တေဆုံးနေတဲ့ရုပ်လောင်ကိုစောမြို့ပြည်သူ့စေယုံရဲ့အခမ်းအနားမှာအောက်တိုဘာ25ရက်မနက်ပိုင်းကတွေ့ခဲ့တာလို့စောမြို့နယ်ပအဖနယ်နီးစပ်သူတူကပြောပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအသက်22နှစ်အရွယ်မင်းမင်းဆိုးကိုအောက်တိုဘာ25ရက်ညနေ4နာရီကျော်မှာဖမ်းဆီးနိုင်ခဲ့ပြီ စစ်စင်းမင်းမြန်ချက်အရ၎င်းဟာမဲငင်းလင်းကိုအထမပြုတက်ဖြတ်ပြီးအလောင်းဖြောက်ခဲ့တယ်လို့ဝန်ခံထွက်ဆိုထားကြောင်းစောမြင့်နဲ့ပါအဖာနဲ့နီးစပ်သူအမျိုးသားတို့ကပြောပါဗျ။မင်းမင်းဆိုဟာရခင်ပြစ်မှုကျူးလွန်ခဲ့မှုသူဖြစ်ပြီးဖမ်းဆီးခံရရာကထွက်ပြေးလွတ်မြောက်နေသူဖြစ်တယ်လို့လည်းဆိုပါဗျ။ဒီပြစ်မှုအတွက်ဘယ်လိုမျိုးပြစ်ဒဏ်ချမှတ်သွားမယ်ဆိုတာနဲ့အခြေအနေသေးစိတ်ကိုသိရဖို့စောမြင့်နဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကိုမြေလက်အစံကဆက်သွယ်မေးမြန်းထားပေမဲ့အကြောင်းပြန်တာမရှိသေးပါဘူး။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ျူးလွန်သူကိုတည်တံအမိန့်ချမှတ်ဖို့အောက်တိုဘာ26ရက်မနေ့ကနေ့လယ်3နာရီဝန်းကျင်မှာစောမျိုးကန်ပြည်သူတွေကဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ဒေသခံတွေစီကသိရပါဗျ။မြေလဒေသကသတင်းတွေကိုတင်ဆက်ပေးနေတဲ့မြေလတန်ရဲ့နေ့စဉ်သတင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်ည7နာရီခွဲမှာတင်ဆက်ပေးနေတာဖြစ်ပြီးမြေလတန်ရဲ့ website, YouTube နဲ့ Facebook တို့မှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။